င်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVA နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန်လေးတိုင်းမြင်းကျန်ခရိုင်နထိုးကြီးမြို့အမှတ်နှစ်ရက်ကွက်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံသီးနှလုံးကျဲချခဲ့တဲ့အတွက်ရှေးဟောင်းတမိုင်းဝင်ဖျားတစုဖြစ်တဲ့ရှင်ပင်တာတုံးဦးဖျားဝင်အတွင်ကြာရောက်ပြီးတာတနိကအဆောက်အုံပြိုကျပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ဂျွန်လ23ရက်ကလုတ်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရှင်ပေတာတွန်းဦးဖျားတိုင်းနဲ့အဆောက်အုံတွေပြိုကျပျက်စီးသွားတယ်လို့ဆိုပါရယ် ဖရားရဲကတိမ်ချောင်းပေါ်ကိုဘုံကြောက်ရောက်ပောက်ကွဲပြီးရှေဟောင်ဖရားစီရီပထိုးရီနဲ့ចောင်းဆောင်တွေထိခိုက်ပျက်စီးပြီးတော့လူထိခိုက်သေးဆုံးမှုတော့မရှိခဲ့ဘူးလို့နထိုးကြီးမျိုးကံတယောက်ကပြောပါတယ်တထိုးကြီးမျိုးမျိုးသူမျိုးသားတွေအဓိကကိုးကွယ်နေတဲ့ရှင်ပင်တာတွန်းစီဒီကိုပကံခိဦးကတဲခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဘုံခွနဆစ်နဲ့တစ်သားပြတ်တတော်နဲ့ငုံပြီးတီထားပြီးတော့ဇေရောကိုငုံထားတဲ့ဘုံပြတ်တတော်ကြီးကိုတစ်သားတိုင်လုံးပေါင်း59တိုင်နဲ့တိဆောက်ထားတယ်လို့သိရပါဗျရှင်။ ကိုးတိုင်းမှာပြီးခဲ့တဲ့တစ်ပတ်အတွင်းဝမ်ပြက်ဝမ်လျှော်ရောဂါအပြင်းထန်ဖြစ်သူ၂ယောက်ရှိပြီးရန်ကုန်တိုင်းမှာလည်းရှေ့တစ်ပတ်ကထက်ဝမ်ရောဂါဖြစ်သူတိတိတတ်တာရော့မသွားတာကိုစစ်ကောင်စီကျန်းမာရေးဌာနရဲ့ဂျွန်လ23ရက်မှာထုတ်ပြန်တဲ့ဆင်းတွေအရသိရပါဗျ။ဂျွန်လ15ရက်ကနေဂျွန်လ22ရက်ညနေ6နာရီအထိအချက်လက်တွေအရရန်ကုန်တိုင်းထဲမှာအယောက်60ပဲခူးတိုင်းမှာပြင်းထန်လူနာ၂ယောက်ဆေးရုံတက်ကုသနေရတယ်လို့ဆိုပါတယ်။ဒီမတိုင်ခင်ရှေ့တစ်ပတ်ကတော့ရန်ကုန်တိုင်းထဲမှာ62ယောက် ပဲခူးတိုင်းမှာပြင်းထန်လူနာတယောက်ဆေးရုံတက်ကုသခဲ့ရတာဖြစ်ပြီးတော့ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ဆင်းတွေအရတော့သိဆုံးသူမရှိတာကိုတွေ့ရပါတယ်။ဝက်ပြက်ဝက်ရှော့ယောဂဟာယောဂပိုးတွေပါတဲ့မတန့်ရှင်တဲ့ရေနဲ့စားအတော့တွေကိုစားမိရာကနေကူးဆက်ပြီးအသက်အန္တရာယ်ထိခိုက်နိုင်တဲ့ပြင်းထန်ဝမ်းပြက်ဝမ်းလျှော့ယောဂအထိဖြစ်ပေါ်တတ်ပါရဲ့ရှင်။ စစ်ကောင်စီကအခုနှစ်ကုန်မှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွင်းအသုံးပြုသွားမဲ့ MEVN မဲပေးဆက်တွေနဲ့ပတ်သက်ပြီးအသုံးပြုနည်းတင်နှံတွေကိုလာမယ့်ဇူလိုင်လအတွင်းအပြီးဆောင်ရွက်သွားမယ်လို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကဇွန်လ23ရက်နေပြည်တော်ရှိရွေးကောက်ပွဲကော်မရှင်ရုံးမှပြုလုပ်တဲ့ညှိနှိုင်းအစည်းအဝေးမှာပြောဆိုလိုက်ပါတယ်။2025ခုနှစ်နှစ်ကုန်ပိုင်းမှာပြုလုပ်ဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲအတွင်းမှာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့မဲပေးဆက်တွေအသုံးပြုသွားဖို့ရွေးကောက်ပွဲကော်မရှင်ကစီစဉ်နေတာပါ။ မဲအုပ်အဖွဲ့ဝင်ဖြစ်တဲ့လက်မှတ်ထုတ်ပေးသူနေရာမှာအစားထိုးမဲ့မဲပေးဆက်တွေကိုကင်တွေအုံပြုမဲ့သူတွေအတွက်တင်နန်းတွေကိုဖွင့်လှစ်သွားမှာဖြစ်ပြီးတင်နန်းသားရွေးချယ်ရမှာစနစ်တကျရွေးချယ်သွားဖို့လိုတယ်လို့လည်းဆိုပါတယ်။မဲပေးဆက်ကင်တွေအုံပြုဖို့အတွက်တင်နန်းသားရွေးချယ်တာနဲ့တင်နန်းပေးတာတွေကိုတော့ဩဂတ်လနောက်ဆုံးထအပြီးသက်ဆောင်ရွက်သွားမယ်လို့ကော်မရှင်ကပြောပါရရှင်။ ။ ARI တိုင်းရေကြီးမြို့နယ်ဇီယိုဆန်းကျေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ဂျွန်လ22ရက်မှာပစ်ခတ်ခဲ့တဲ့အတွက်အရသားတချို့သေဆုံးခဲ့ပြီးတော့တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ရည်ကြီးမြို့နယ်ဆက်ဆက်ရွရွာကနေဇီယိုဆန်းကျေးရွာဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီး၄လုံးထပ်မံနေပစ်ခတ်ခဲ့တဲ့အတွက်ကလင်းငယ်တယောက်နဲ့အမျိုးသမီးတယောက်သေဆုံးခဲ့ပြီးအရက်သား၄ယောက်ထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ တေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေဟာအရက်သားတွေဖြစ်ပြီးဇီယိုဆန်ကြီးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့တာလို့ဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီရဲ့လက်နက်ကြီးတန်းကြောင်လူတေဆုံးထိခိုက်တာအပြင်နေအိမ်တွေပျက်စီးတဲ့အထိဖြစ်ပေါ်ခဲ့ပြီးဂျွန်လ24ရက်မနက်အစောပိုင်းအထိစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေလုပ်နေတယ်လို့ဆိုပါရယ်လက်ရှိမှာငတိုင်းချောင်းမြို့နယ်မြောက်ဆန်းရွာအခြေဆိုင်အမြောက်တပ်အမတ3 4ကို အေအေနဲ့ပူအောင်တက်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူတွေနဲ့ပြန်လည်ခုခံနေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့သိရပါပါရှင်။ကျတုံပေါ်ပြီး၃လကြာတဲ့အထိကျတုံမရောက်ရပဲဈေးတွေလည်းထက်ကျလာတဲ့အတွက်နောက်ရသည့်ချိန်မှာတောင်သူတွေပြန်လည်စိုက်ပျိုးဖို့အတွက်ခက်ခဲလာကြပါတယ်။ဒီသတင်းကိုဟန်နာပေးပို့ထားပါရှင်။ ပြီးခဲ့တဲ့ချောင်းကျွတ်ွန်ရသည်မှာကျွတ်ွန်စေကြတာဝယ်သူမရှိရတွေကြောင့်ကျွတ်ွန်စိုက်ပျိုးခဲ့တဲ့တတန်းတလျှောက်ဆိုးရွားတဲ့အဖြစ်အပျက်ကိုကျွတ်ွန်တောင်သူတွေကြုံတွေ့နေရပါတယ်အခုလိုဒီလိုနှိမ့်မြို့တော့တွေ့ဖို့တွေ့ဘူးအသက်60ကျော်ပြီဒီလိုနှိမ့်မြို့တွေ့ကိုမတွေ့ဘူးဗျာအာဆိုရင်လာလာမယ့်နေ့ဆိုင်နိုင်ဖို့ကိုလွယ်ဟိုကျူးစွားဟိုခက်ကြီးဒီလိုတိုင်းလာလည်းဟိုကတော်တော်အရင်ဝင်လာဟို30ဝင်လာ တချို့ဆို90အဲ့လိုဝင်တာ96ဆိုအဲ့လိုလေးဝင်တာဆိုတော့အခုစားပေါ်ဖို့ပေါ်သေးပေါ်ဖို့မပေါ်သေးဘူးဆိုတော့အဲ့တော့တောင်သူကြီးတွေကစိတ်ညစ်နေတာပေါ့လာမယ့်နေ့ကတော့ဒီလိုတိုင်းဆိုရင်တော့ပိုက်ဖို့ခက်နေပြီပေါ့ချောင်းကျွတ်သွန်ဟာဆောင်းရည်ရင်နေချိန်မှာတဲချောင်းပြင်ပေါ်မှာစိတ်ပြိုကြတာဖြစ်ပါတယ်ဒါကြောင့်စိုက်ပျိုးမျိုးကိုအထူးပြုပြင်ရပြီးတဘာဝမျိုးဩဇာတွေတံမျိုးဩဇာတွေကိုတုံပြူရတဲ့အတွက်လဲကုန်းကြစီလည်းကြီးမာပါတယ် ကျက်သွန်တပိတ်တာမှာစိတ်ပြူစီအရင်နီးကကျက်တထောင်အနည်းဆုံးရှိပြီးကျက်သွန်ပေါ်ချိန်မတ်လမှာတပိတ်တာကိုကျက်ထောင်နေရာအထိ ပေါက်စီရှိခဲ့ပြီးအဲ့ဒီအချိန်ကကျက်သွန်နေတန်း FOB ဈေးက American Dollar 495အထိရှိခဲ့ပါတယ်လက်ရှိအချိန်မှာတော့ကျက်သွန်ဈေးကတပိတ်တာကိုစိတ်ပြူထုတ်လို့မှုစီအောက်ကျဆင်းလာပြီးကျက်950တာရှိနေပါတော့တယ်ဒါအပြင် ရက်ကြာလာတာနဲ့အမျှစစ်တုံအလေးချိန်ကလည်းရောလာပြီးဖြစ်ပြီးသုံးလအတွင်းစစ်တုံတပိတ်တာကိုဆက်ငတ်စစ်သားအထိရောကြလာနေပါတယ်။ဟေးအဲ့ဒါတော့ကျွန်တော်တို့ကလက်ရှိမှာကျွန်တော်တို့ဒီအစားခတဲ့ပေါ်လေဟိုဟို၆ရက်ခုဆောင်းဆောင်း၆နဲ့မှဆိုင်တဲ့ကျွတ်တုံရဲ့ချိန်ကကျွန်တော်တို့ကအစားနေပြီးတော့မှတူးလိုက်တဲ့ကိုတော်မအရောက်ထီကကျွန်တော်တပိတ်တာတစ်ဆောင်းရောက်ကြတယ်လေ။ အခုမှကျွန်တော်တို့ကအခုအချိန်ကျတော့ဘယ်လောက်လောက်တော့ကျွန်တော်တို့ကတပိတ်တာဝို့သူကဘွာလောက်တော့ရော15ကျပ်သားလောက်တော့ရော့သွားပြီလေအဲတပိတ်တာ15ကျပ်လောက်ရော့သွားပြီဆိုတော့ပထမအဲဈေးရှုံးတယ်ဈေးရှုံးတာအခုကျွန်တော်တို့ကာလာပေါက်ကြီးကတထောင်တောင်းမဝယ်ခြင်းမှုဖြစ်နေတာမဝယ်ဘူးပေါ့နော်မဝယ်တဲ့အခါကျတော့ကျွန်တော်တို့ဒီကွင်းထဲကနေကိုကိုတော်မအောင်ရောက်ကကြာနေတဲ့ဈေးကအဲတထောင်လောက်ကြာတယ်အဲ့တထောင်လောက်ထဲမှာခုနက ၅၅ကြက်သားအယော့တယ်ပါဆိုတော့ကုံယော့တယ်တစ်ချေကွက်လေယော့သွားတော့ဆိုတော့ဟိုကျွန်တော်တို့ကလည်းနည်းနည်းလေးဒါဟိုဟိုအွာလိုပဲဟိုမကြိုက်တော့လည်းပဲစိတ်မိထားတယ်ပေါ့မဟုတ်ပါဟိုအရှုံးနဲ့မရောမှုဆိုနေရတာကျတုံဈေးကစိတ်ပြိုးသူတောင်သူတွေအတွက်အရင်ဈေးလောက်ပဲရှိပေမဲ့လလီဈေးကွက်မှာတော့ကျတုံဈေးကတပိတ်တာကိုကျန်းထောင်နဲ့အထက်မှာရှိနေပါတယ်။ကျတုံတောင်သူတွေညီတူရေနံချောင်းအခြေဆိုင်ကျတုံပွဲစားကုန်တယ်တွေကလည်း လက်ရှိ2025ချောင်းကျွတ်ွန်ဈေးကွက်အခြေအနေတွေကြောင့်စက်တဲနေတဲ့အခြေအနေကိုရင်းနှံချောင်းမျိုးကကျွတ်ွန်ကုန်တယ်တယောက်ကပြောပြပါတယ်။အဓိကတော့ရာသီဖြစ်နေတဲ့ဟိုတိုင်းပြည်ကတလာရေပေါ့။ဒါစချို့ဆိုရင်ကျွန်တော်တို့လေရခိုင်ကတော့လောကဖို့မရဘူးဗျ။နောက်ပြီးတော့ကျတော့ဟိုမြို့ကမြို့ပေါ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကအုတ်ချစ်တယ်ဘက်ကဖိတ်ထားတော့ရန်ကုန်လေးခိုင်ကြီးပတ်သွားတာလေ။အဲ့တော့အဲ့လိုအားကြီးကတော့ဆန်ဖို့စိတ်ကြီးကဆန်ဖို့စိတ်ကြီးကကြာတာပေါ့နော်။အဲ့ဒါအဲ့လိုမျိုးပေါ့။ အဲအဲ့ဒါနဲ့ပါတယ်ပေါ့နောက်ပြီးတော့ချက်တွေရဲ့ quality ကောင်း quality ကြီးရတော့ဟိုလောလောဆယ်မှာတောင်းသွားအဲ့ quality ရတာတွေထုတ်ပြီးတော့ဒီဘက်ကမထိနိုင်တာပါအဓိကတော့မြန်မာကျတုံကတရုတ်နိုင်ငံကစားလို့ထိုင်းနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုတင်ပို့နေတယ်လို့မြန်မာပြည်အနှံ့တင်ပို့စားသုံးနေတဲ့မရှိမဖြစ်စပိုးဆောင်ဒီနန်တမျိုးပဲဖြစ်ပါတယ်အခုလိုစိုက်ပျိုးထွက်ရှိလာတဲ့ကျတုံတွေကိုပြည်တွင်းပြည်ပတင်ပို့ဖို့ခက်ခဲနေတယ်လို့ကျတုံတောင်သူတွေဈေးမရတာကြာရှည်တူလောင်ဖို့ခက်ခဲလာတာတွေက စ်တုံစိုက်ပျိုးထုတ်လုပ်မှုကိုအဟန့်တားဖြစ်စေလာမှာဖြစ်ပါတယ်။လက်ရှိမှာစစ်တုံကိုမကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးတို့မှအများဆုံးစိုက်ပျိုးကြပြီးစုစုပေါင်းစိုက်အေကတသိန်း9000တောင်ကျော်ရှိပါတယ်။ဒီမှာဟန်နာပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်